ကိအားလုံးပဲကျွန်တော်တို့မန်ယူပြန်လာမှမန်ယူဝဲပြန်ကြည့်တော့မယ်ဆိုတော့မန်ယူဖန်ကြီးကိုမှတော့ပေါအားလုံးပဲနောက်လာမယ့်ပရီးမီးယားလိပွဲစဉ်ကိုကနေစပြီးတော့မန်ချက်စတာနဲ့တဲ့ပွဲစဉ်တွေကိုကြည့်ရှုလို့ရပါပြီလို့ပြောကြရင်ကျွန်တော်လီဗာပူးနဲ့မန်ချက်စတာနဲ့တဲ့တွဲမှာပွဲပြီးသုံးသက်ချက်ကိုအနေငယ်လေးပြုလုပ်ပေးသွားပါဦးမယ်ဗျာနော်အဲ့တော့ညီကတို့အနေနဲ့ကျွန်တော်ရဲ့မှာ Spotlight to Facebook page ကို like and share မလို့အသိညီကိုများကျွန်တော်ရဲ့မှာ page ကို like and share လေးနဲ့ပြုလုပ်ပေးသွားပြီးတော့ YouTube channel နဲ့တစ်ဆင့်ကြည့်ရှုနေတဲ့ညီကိုများအဲ့ကျွန်တော်ရဲ့မှာ YouTube channel လေးကို subscribe များပြုလုပ်ပေးသွားကြပါအောင်ဗျာနော် ဟုတ်ပြီအဲ့တော့ဒီနေ့ကနေ့ညမြန်မာစံတော်ချိန်10:00နာရီထိုးချိန်မှာရှင်ပြိုင်ဆောက်ကစားခဲ့ကြတဲ့လီဗာပူးနဲ့မန်ချက်စတာယူနိုက်တက်တွေမှာပွဲဟာဆိုလို့ရှိရင်တော့1-2ဆိုတဲ့ရလနဲ့မန်ချက်စတာယူနိုက်တက်ကလီဗာပူးကိုအနိုင်ရလထပ်ပေါ်ပြီးတော့ကျွန်တော်တို့အဆင့်9နေရာကိုတက်လှမ်းနိုင်ခဲ့ပဲဖြစ်ပါတယ်။အဲ့တော့လီဗာပူးအသင်းကတော့ကျွန်တော်တို့ဒီရှုံးပွဲကြောင့်ပဲသူတို့အနေနဲ့အဆင့်6ကိုရောက်ရှိသွားခဲ့ပြီးတော့အဆင့်10မှာရှိနေခဲ့တဲ့အာဆင်နယ်အသင်းနဲ့ကျွန်တော်တို့၄မှတ်အကွာအထိတော်တော်လေးကိုအမှတ်ပြန်လည်ပြီးတော့ကွာသွားခဲ့ပဲဖြစ်ပါတယ်။ ဲ့တော့လီဗာပူးသင်းကတော့ကျွန်တော်တို့ဖလားမျောလင့်ချက်တော်တော်လေးဟိမင်းမိန်သွားပြီလို့ပြောလို့ရပြီးတော့မန်ချက်စတာယူနိုက်တက်တို့ကဆိုလို့ရှိရင်တော့ဇယားအောက်ပိုင်းကနေပြီးမှဇယားရဲ့မှာအထက်ပိုင်းကိုပြန်လည်ပြီးတော့တက်လာတဲ့ကျွန်တော်တို့အပြောင်းလဲတွေအများကြီးနဲ့ပွဲစဉ်တစ်ပွဲပဲဖြစ်ပါတယ်ဗျာနော်ဟုတ်ပြီတော့ကျွန်တော်တို့ဒီပွဲစဉ်ကိုအနေငယ်လေးသုံးသပ်ရမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့လီဗာပူးတစ်ဖက်ကပဲကျွန်တော်အနေငယ်လေးသုံးသပ်ပေးမယ်ဘာဖြစ်လို့လဲကျွန်တော်အနေနဲ့မန်ချက်စတာယူနိုက်တက်ဖန်ဆိုတော့တစ်ဖက်အသင်းကိုအများကြီးမသုံးသပ်ပေးချင်ဘူးဗျာနော်အဲ့တော့လီဗာပူးတစ်ဖက်ကသုံးသပ်ရမယ်ဆိုလို့ရှိရင်တော့သူတို့အနေနဲ့အင်ရှင်ပလဲဖြစ်တယ် တကယ်ကိုပဲကသသမားကောင်းနေအများကြီးလဲသူတို့ပိုင်ဆိုင်ထားတယ်။လက်ရှိကသသမားအင်အားစုဖွဲ့နဲ့အနေထားတွေကလီဗာပူးတို့ကကျွန်တော်တို့မန်ချက်စတာယူနိုက်တက်ကိုဘယ်လိုမဆိုအနံ့ရလက်ထွက်ပေါ်အောင်ကျွန်တော်တို့ကစားရမယ်လို့ဆိုပေမဲ့ပွဲစားတယ်ဆိုတဲ့ကလီဗာပူးတို့ဘက်ကကြောင်ပြောင်နေခဲ့ပြီးတော့ကျွန်တော်တို့ပွဲပြားပြီးသွားတယ်လီဗာပူးတို့ဘာမှထူထူလုံးမပြနိုင်ခဲ့ဘူး။နောက်ဆက်ဆိုလို့သူတို့ရဲ့မှာတိုက်စင်မှုတွေကကျွန်တော်တို့အဲဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့ခြင်းမရှိဘူးအဆုံးသက်တည်ညံ့နေခဲ့ပြီးတော့ မထင်မှဖဲကျွန်တော်တို့မန်ချက်စတာယူနိုက်တက်တို့ကိုသူတို့ဘက်ကရှုံးနေခဲ့တယ်ပေါ့လေနော်ဒါကတော့လီဗာပူးတို့ဘက်ကတပိုင်းမှာကျွန်တော်တို့ရမှာကျွန်တော်တို့မန်ချက်စတာယူနိုက်တက်တို့ဘက်ကပြောမယ်ဆိုလို့ရှိရင်တော့မန်ချက်စတာယူနိုက်တက်တို့ဘက်ကကြည့်မယ်ဆိုလို့ရှိရင်တော့လီဗာပူးတို့ကိုနိုင်ခဲ့တယ်ကျွန်တော်ဒီနေ့ညပွဲစဉ်အားဆိုလို့ရှိရင်တော့မန်ချက်စတာယူနိုက်တက်အသင်းအတွက်အပေါင်းလက္ခဏာဆောင်တဲ့ကစားသမားတွေအများကြီးကျွန်တော်တို့တွေမြင်တွေ့ခဲ့ရပြီဖြစ်ပါတယ်အထူးသဖြင့်ကတော့ကျွန်တော်တို့အဲကိုသမားအစ်စ်ဖြစ်တဲ့ Manchester United တွေမှာလူငယ်ကိုသမားလေးဖြစ်တဲ့ Sandy Lehmann ပဲဖြစ်ပါတယ် အဲ့တော့ဝန်မတဲ့လမန်ဆိုလို့ရှိရင်တော့ဒီပွဲစဉ်ကဘာမှကျွန်တော်တို့အဲသူ့အနေနဲ့ပွဲထွက်ခွင့်ရတာကနှစ်ပွဲလောက်ပဲရှိသေးတာဗျာအဲ့တော့ဒီနှစ်ပွဲလောက်မှာပဲသူ့အနေနဲ့ပြီးခဲ့တဲ့ Saturday Night နဲ့ပွဲစဉ်တုန်းကလည်းအကောင်းမွန်ဆုံးဆိုတဲ့ lesson တွေပြသခဲ့တယ်အဲဒါပေမဲ့ Saturday Night နဲ့ပွဲကပွဲချောင်လို့ lesson ပြသခဲ့လို့ကျွန်တော်အပါဝင်ကျွန်တော်တို့ Manchester United fan တွေထင်နေခဲ့ပေမဲ့တော့ဒီနေ့ညပေါ့နော် Liverpool နဲ့ပွဲစဉ်မှာလည်းပဲ Manchester United တို့မှာဂိုးသမားဖြစ်တဲ့ Sunny Lemon ကပွဲထွက်ခွင့်ရခဲ့တယ် အဲ့ဒီအနေထားအနေပဲသူ့အနေနဲ့လီဗာပူးတို့ဘက်ကတံပြန်တိုက်စစ်ဆင်လာခဲ့တဲ့အလုံးနေလီဗာပူးတို့ရဲ့မှာတိုက်စစ်တွေကတိန်တိန်ကစ်နေခဲ့တဲ့အမှန်ကန်လုံးတွေကိုမန်ချက်စတာယူနိုက်တက်တွေမှာဂိုသမားအသစ်ချန်နီလမန်ကတကယ်ကိုတီတီငိမ့်ငိမ့်နဲ့ကျွန်တော်တို့ပုတ်ထုတ်ကာကွယ်နိုင်ခဲ့တဲ့အလုံးတွေကမနေမနောပြီးရင်အပိုင်ဖမ်းခဲ့တဲ့အလုံးတွေကမနေမနောတကယ်ကိုပဲကျွန်တော်တို့ဘီဟင်ဒရာတို့အိုနာနာတို့ဆိုလို့ရှိရင်ကိုပေးရမယ့်အနေထားတွေကနေပြီးမှအဲအခုဂိုသမားတစ်ဆန်နီလမန်ကတော့တကယ်ကိုအဝင်အထွက်လုံးဝမှန်မှန်ကန်ကန်နဲ့ လုံးဝကျွန်တော်တို့ကြောက်တာယွန့်တာမရှိဘဲနဲ့တစ်ဖက်လီဗာပူးအသင်းရဲ့မှာအဲတိုက်စစ်ကစားသမားတွေကိုသူ့အနေနဲ့ကြောက်သွားလောက်အောင်အထိနေရာယူမှန်မှန်ကန်ကန်နဲ့လက်စွမ်းပြသွားခဲ့တာကိုတွေ့ရတဲ့အတွက်ဒါကတော့တကယ်ကိုမန်ချက်စတာယူနိုက်တက်ပရိသတ်တွေမန်ချက်စတာယူနိုက်တက်ဖန်တွေအားလုံးလိုချင်နေခဲ့တဲ့ကျွန်တော်တို့နောက်လှည့်ကြည့်ကြမလို့တဲ့ကိုသမားမန်ချက်စတာယူနိုက်တက်တင်မှာရောက်ရှိလာခဲ့ပြီဆိုတော့နောက်လာမယ့်ပွဲစဉ်တွေမှာကတကယ်ကိုစိတ်ချလက်ချနဲ့ကျွန်တော်တို့ နောက်ကိုသမားနေရာအတွက်ပူစရာမလိုတော့တဲ့အနေအထားမျိုးတွေကိုကျွန်တော်တို့မန်ချက်စတာနဲ့တကအရောက်ရှိလို့သွားခဲ့ပါပြီဗျာနော်အဲ့တော့ကိုသမားနေရာပြီးရင်ကျွန်တော်နောက်တန်းကိုစလိုက်ကြရအောင်နော်နောက်တန်းမှာဆိုလို့ရှိရင်တော့ပွဲထွက်လာခဲ့တဲ့ကျွန်တော်တို့အလူရှော့တို့မကွိုင်းရတို့ပြီးရင်တော့ဒီလစ်တို့ကောနော်ဒီ၃ယောက်3ဘက် system မှာလုံးဝအလုံးမဖြစ်နေခဲ့ဘူးဆိုတဲ့အနေအထားမှာတောင်မှမန်ချက်စတာနဲ့တဲ့တွင်မှာနောက်တန်း၃ယောက်ကတော့ဒီနေ့ညမှာမဆိုးသောခြေသွမ်းတွေပြသထားနိုင်ခဲ့တယ်ဒီလစ်ကတော့ကျွန်တော်ပြောလောက်အောင်ကြီးတော့မကြိုက်ဘူးဒါပေမဲ့ဒီလစ်ကဒီနေ့ညမှာ အဲအမားတွေတော့အများကြီးမလုပ်တော့ဘူးပြောလောင်တော့မကြိုက်ဘူးအဲလှုပ်ရှောင်းတဲ့မကွိုင်းရားကတော့ဒီနေ့ညမှာကျွန်တော်ကြိုက်တဲ့အထဲမှာတော့ပါတယ်မကွိုင်းရားဆိုလို့ရှိရင်ကျွန်တော်တို့မန်ချက်စတာနဲ့တတူတူလုံးဝအရေးပါဆုံးဆိုတဲ့ကျွန်တော်တို့ခြေပါကိုကိုသွင်းပြီးတော့ဥဆောင်ကိုကိုသွင်းပြီးတော့ sorry နော်ခြေပါကိုတော့မှားကုန်ပြီမန်ချက်စတာနဲ့တတူတူအရေးတကြီးလုံနေခဲ့တဲ့ကျွန်တော်တို့ဥဆောင်ကိုအနိုင်ကိုမကွိုင်းရားအနေနဲ့ခေါင်းတိုက်ပြီးသွင်းပေးခဲ့တယ်တကယ်ကိုဒီကိုသွင်းပြီးလို့ကောင်းတာလားမဟုတ်သေးဘူးဗျာနော်မကွိုင်းရားဆိုလို့ရှိရင်တော့လီဗာပူးတွေမှာ တိုက်စင်မှုတွေကိုတကယ်ကိုပဲကြောက်မောက်ဖွယ်ကောင်းအောင်သူ့အနေနဲ့ရှင်းထုတ်ထားနိုင်ခဲ့တဲ့အမြင်ဘောတွေရောကျွန်တော်တို့အနေဘောတွေရောတကယ်ကိုစိတ်ချလက်ချနဲ့ဒီနေ့ညမှာအတီးတီးငြိမ်ငြိမ်နဲ့ရှင်းထားနိုင်ခဲ့တယ်။သူ့အနေနဲ့တိုက်စင်လိုက်ပါမှုအားကျွန်တော်တို့ကွန်းလယ်လိုက်ပါမှုအားတွေရောတကယ်ကိုမကွန်ရအနေနဲ့ဒီနေ့ညမှာကောင်းကောင်းမွန်မွန်ဆော့ပြနိုင်တာကိုတွေ့ရတယ်ဗျာနော်။ကျွန်တော်တို့ဒီပြီးခဲ့တဲ့နှစ်တွေတုန်းကခေါင်းကြီးခေါင်းကြီးလို့ခေါ်နေခဲ့တဲ့မကွန်ရတကယ်ကိုပဲဒီနေ့ညမှာကတော့အကောင်းမွန်ဆုံးအဆုံးသက်အဲကိုတွေကိုလည်းတွန်းနိုင်ခဲ့တယ်အကောင်းမွန်ဆုံးလည်းခြေစွမ်းပြသနိုင်ခဲ့တယ်နော်။ လူရှောကတော့ကျွန်တော်တို့ရဲ့မှာပုံမှန်မြင်တွေ့နေကြတဲ့အတိုင်းပဲသူ့ရဲ့မှာ slide ထိုးမှုတွေသူ့ရဲ့မှာကျွန်တော်တို့အဲ body ခုမှုတွေကတော့တကယ်ကိုဒီနေ့ညမှာလေလူရှောလဲကျွန်တော်တို့ကောင်းကောင်းမွန်ကစားသွားတယ်လို့မြင်နေဒါပေမဲ့ three back system ကတော့အလုတ်တော့အများကြီးမဖြစ်နေသေးဘူးเนาะတစ်ဖက်ပြိုင်ဘက် liverpool တိုက်စင်မှုတွေကိုကျွန်တော်တို့အသွန်ကိုးတွေသွန်းမှုအခွင့်အရေးတွေအများကြီးပေးတာကိုတွေ့ရတယ်ဗျာเนาะဒါကတော့ကောင်းတဲ့ချက်တော့မဟုတ်ဘူးဒါပေမဲ့မကွန်ရားနဲ့လူရှောတော်တော်လေးကိုတည်ငြိမ်လာတာကတော့ manchester united တို့အတွက်အပေါင်းလက္ခဏာဆောင်တယ်လို့ပြောလို့ရပါတယ် ပြီးရင်တော့ကျွန်တော်တို့ကွန်းလေပိုင်းကိုနိုင်ငံလေးသွားလိုက်ကြရအောင်နော်။ကွန်းလေမှာဆိုလို့ရှိရင်တော့အာမက်ကတ်စမဲရိုဘရူနိုဖာနန်ဒက်နဲ့ကျွန်တော်တို့ဒီကိုဒါလို့တို့ပွဲထွက်လာတယ်။အာမက်ဒီယာလိုအနေနဲ့ပထမဆုံးသွန်ကိုသူ့အနေနဲ့ဖန်တီးပေးခဲ့တယ်ပေါ့ဗျာနော်။အဲပထမဆုံးအန်ဘူမိုသွန်နဲ့ကျွန်တော်2မိနစ်မှာသွန်နဲ့သွန်ကိုကိုအာမက်ဒီယာလိုကဖန်တီးပေးခဲ့တယ်။ဒါပေမဲ့ကျွန်တော်ဒီနေ့ညမှာအာမက်ဒီယာလိုအဲ့လောက်ကြီးမကြိုက်ဘူး။ဘာဖြစ်လို့လဲ။အာမက်ဒီယာလိုအနေနဲ့ခုနောက်ပိုင်းမှာသူ့ကအဲဘယ်လိုမှသူ့ကိုသူပဲအထင်ကြီးသွားလာဘာလို့တော့ပြောလို့မရဘူးတချို့တချို့သောအနေထားတွေမှာကသူ့ရဲ့မှာ အဲအပြုအမူတွေကိုတိတ်ပြီးတော့မကြိုက်ဘူးပြီးရင်တော့အဲကွန်းအဲကွန်းလေဘိုးချုပ်ဖြစ်တဲ့ဘရူနိုဖာနန်ဒက်တကယ်ကိုဒီနေ့ညမှာကျွန်တော်တို့တွေကအရေးကြောင်းဆိုဘရူနိုဖာနန်ဒက်ကိုအားကိုးရတဲ့အချိန်တွေကအကုန်ဆုံးခဲ့ပြီးတော့အခုဆိုလို့ရှိရင်တော့ဘရူနိုဖာနန်ဒက်ရဲ့မှာအကြပိုင်းကိုရောက်ရှိလို့သွားပြီလို့ကျွန်တော်ကတော့ဆိုချင်ပါတယ်ဘရူနိုဖာနန်ဒက်အနေနဲ့ဒီနေ့ညမှာဘာမှအထွေထွေထူးထူးလုံမပြနိုင်ခဲ့ဘူးလို့တော့မဟုတ်ဘူးပေါ့လေနော်ဘာဖြစ်လို့လဲသူကတကိုးဖန်တီးပေးခဲ့တယ်ဆိုအပြစ်ကလည်းပြောလို့မရဘူးဒါပေမဲ့အဲ ဘရူနိုဖာနန်ဒက်ရဲ့မှာကစားပုံတွေကိုဒီနေ့ညမှာကျွန်တော်အများကြီးမကြိုက်ဘူးเนาะတော်တော်လေးကိုခြေစွမ်းကြနေရလို့မြင်နေပြီးရင်တော့ဒါလော့ဒီကိုဒါလော့ကတော့ဒီနေ့ညမှာကျွန်တော်ကတော့အကြိုက်တဲ့စင်းထဲမှာထည့်ကျင်သေးရယ်เนาะဒါလော့အနေနဲ့ကျွန်တော်နောက်တန်းအဲနောက်တန်းလိုက်တယ်ပြီးရင်တော့အဲရှေ့တန်းအထိလိုက်တယ်เนาะကွန်းလက်မှာလည်းသူ့အနေနဲ့ဆော့တယ်ဆိုတော့ဒါလော့ကတော့တခွန်းလုံးကိုသူ့အနေနဲ့အပြေးလွှားဆော့တယ်လက်ပြပိုးတွေသူ့ကိုယ်တိုင်မြှောက်ပေးတယ်တကယ်ကိုဒါလော့ရဲ့မှာပြူစားအထုံမှုကိုကျွန်တော်အနေနဲ့အတိမတ်ပြုရမယ်ဗျာเนาะဒါလော့တအားကြီးကောင်းလာလားမဟုတ်ဘူးဒါပေမဲ့သူ့အနေနဲ့ အတက်အစင်းတွေရောကျွန်တော်တို့ကွန်းလယ်ရေမှာအမွေအနှောက်တွေရောတကယ်ကိုလုတ်ပေးနိုင်တဲ့ဒါတော့ဒီနေ့ညမှာတော့ကျွန်တော်အနေနဲ့အကြိုက်တဲ့စင်းထဲမှာထည့်ပေးချင်ပါတယ်။နောက်ထပ်ကျွန်တော်တိုက်စင်မှာသွားမယ်ဆိုရင်တော့အန်ပူမိုးမေချင်ပေါင်းနဲ့မတ်တီးရဲ့ကွန်းညာဒီ၃ယောက်ထဲကတော့ကျွန်တော်တို့တွေတိုက်စင်မှာကတော့အများကြီးလိုအပ်နေသေးတယ်လို့ပြောချင်တယ်။အန်ပူမိုးကတော့ဒီနေ့ညအခွင့်ကိုသွန်ပေးသွားတဲ့အတွက်အန်ပူမိုးကတော့ကျွန်တော်အနေနဲ့အဲကြိုက်တဲ့စင်းထဲမှာတော့ထည့်ချင်သေးရယ်နော်။အန်ပူမိုးကကျွန်တော်တို့သွန်ကိုတကိုပေးအဲသွန်ယူပေးနိုင်အောင်ဒါမှကတစ်ဖက်မှာရှိတဲ့လီဗာပူးတွေမှာ အဲနောက်တန်းတွေကိုသူ့အနေနဲ့တော်တော်လေးကိုချိမ့်ချောင်ပြီးတော့အန်ဒီယပေးနိုင်ခဲ့တယ်ကိုသမားကိုလည်းတော်တော်လေးဒုက္ခပေးနိုင်တဲ့အနေအထားမျိုးတွေရှိတယ်မန်ချက်စတာယူနိုက်တက်တို့ဘက်ကပြန်လေပြီးတော့တံပြန်တိုက်စစ်ဖောက်လာခဲ့ရင်တော့တကယ်ကိုအန်ဘူမိုကအရေးပါတဲ့ကစားသမားဖြစ်ရှိနေခဲ့သေးတာပဲဖြစ်ပါတယ်နောက်ထပ်ကျွန်တော်တို့မေဆင်မောင်းနဲ့မတ်တီးရဲ့ကွန်ညာကတော့ဒီနေ့ညအတွက်ကျွန်တော်မကြိုက်ဆုံးစင်းထဲမှာထည့်ချင်ပါသေးတယ်နော်မတ်တီးရဲ့ကွန်ညာတို့ဘာလို့လဲအဲပုံမှန်ဘောလုံးကင်ပြီးဆော့နေတဲ့အနေအထားလောက်ပဲမြင်ရတယ်မေဆင်မောင်းတို့လည်းပုံမှန်ဘောလုံးကင်ပြီးဆော့နေတဲ့အနေအထားတွေကိုပဲကျွန်တော်တို့မြင်တွေ့ရတယ်ဆိုတော့ ဒီသမ္မတနှစ်ယောက်ကိုကျွန်တော်အနေနဲ့အများကြီးတော့အစိတ်တိုင်းမကြသေးဘူးလိုအပ်ချက်တွေရှိနေခဲ့သေးတယ်လို့မြင်ပါတယ်အဲ့တော့ခြုံငုံသုံးသက်ရမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့တွေကမန်ချက်စတာယူနိုက်တက်တင်းကတော်တော်လေးကိုတိုးတက်လာပြီလို့ပြောလို့ရပါတယ်ကိုသမားနောက်တန်းကွန်းလယ်တော်တော်လေးကိုကျွန်တော်အနေနဲ့အရင်ထက်ပိုပြီးတော့ကြိုက်လာခဲ့ပြီဒါပေမဲ့ကွန်းလယ်မှာကတော့တယောက်လောက်တော့လူနေခဲ့သေးတယ်တိုက်စစ်မှာကတော့တကယ်ကိုပဲကျွန်တော်တို့ခြေသွမ်းပြဖို့အများကြီးလိုအပ်နေခဲ့သေးတာဖြစ်ပါတယ်ဗျာနော်အဲ့တော့ညီကိုရိယမအမြင်ကတော့ဒီနေ့ညလီဗာပူးအသင်းကိုရင်ဆိုင်သွားခဲ့တဲ့မန်ချက်စတာယူနိုက်တက်တွေမှာလူစင်းရင်းတွေက တို့တို့ဘယ်ကစားသမားတွေကိုအကြိုက်နှစ်သက်ဆုံးလို့ထင်မြင်မိလဲကျွန်တော်ကတော့ကိုသမားဆန်နီလမန်နဲ့ဟာရီမကွန်ရောက်ကိုလုံးဝကျွန်တော်အနေနဲ့စတာပေးချင်ပါတယ်နော်ပထမဆုံးအနေနဲ့ကတော့ကျွန်တော်ကတော့ကိုသမားဆန်နီလမန်ကိုစတာပေးချင်ပါတယ်ဒုတိယအနေနဲ့ဟာရီမကွန်ရောက်ကိုကျွန်တော်အနေနဲ့အကောင်းဆုံးဒုတိယနေရာမှာပေးချင်ပြီးတော့တတိယနေရာအတွက်ကျွန်တော်ကတော့အဲဒီဂိုဒါလော့ကိုပေးချင်ပါတယ်ဗျာနော်အဲ့တော့ညီကိုတို့ရဲ့မှာအမိများကိုမှတ်ချက်မှာရေးပေးခဲ့ကြပါအောင်ဗျာနော်တကယ်ပဲကျွန်တော်တို့ရဲ့မှာမန်ချက်စတာယူနိုက်တက်ကလီဗာပူးအသင်းကိုအနိုင်ရလက်ထွက်ပေါ်ကစားနိုင်ခဲ့ပြီးတော့မန်ယူပြန်လာပြီကွာဆိုပြီးတော့ ဖြစ်ကျွေးဖို့ခက်ခက်ကိုပြန်လည်ပြီးရောက်ရှိလာဖို့အတွက်အသာပြိုးလာခဲ့ပြီလို့ကျွန်တော်ကတော့သုံးသပ်ပေးခဲ့ကြပါတယ်ဗျာနော်။ကဲအားလုံးပဲကျွန်တော်တို့နောက်နေနောက်နေဘောလုံးပွဲအားကစားသတင်းလေးနဲ့တူပြန်လည်ပြီးတော့ဆုံတွေ့ကြပါသို့လို့ပြောချင်ရင်ကျွန်တော်မှာဗီဒီယိုဖိုင်လေးကိုရန်နာအောင်မှာပဲဖြစ်ပါတယ်ဗျာနော်။အဲ့တော့ကျွန်တော်ရဲ့မှာဗီဒီယိုဖိုင်လေးကိုလက်မလေးအသေးလေးတွေမြန်မာလေးနှိပ်ပေးသွားကြပါအောင်ဗျာနော်။